အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်လူလက်တန်းစားတွေဘာကြောင့်ငွေကြီးအကျက်တဲ့အမြဲကြုံနေရတာလဲဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဝင်ရပြေးတော့မှာဖြစ်ပါတယ် နဲ့ပတ်သက်လို့ရှိရင်အခြေခံအဖြစ်ပုံစံလေးမျိုးနဲ့ရှာလို့ရတယ်ဆိုပြောကြတယ်ပေါ့လေ ESPN ပေါ့ Israel employee ဒါဝန်ထမ်းလောက်တာကိုကျွန်တော်ဆိုတာဖြစ်ပါတယ်။နောက် Astra တော့ self employment ခေါ်ပေါ့ small business owner ပဲခေါ်ခေါ်ပေါ့လေ။ Divine Nine CY လောက်တဲ့ဟာ freelance လောက်တဲ့ဟာဒါဆိုတာဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ကျွန်တော်တို့ B ပေါ့နော် B ဆိုတာတော့ business person ဆိုတာဖြစ်ပါတယ်။အဓိကတော့ CY လုပ်ငန်းကြီးတွေလောက်တာပေါ့နော်။ ။နောက် i ဆိုတော့ investor ဖြစ်ပါတယ်။ genie man မျိုးလောက်တဲ့သူတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြောကြတဲ့အခါမှာအောက်ခြေလူတန်းစားတွေလူလက်တန်းစားတွေနေနဲ့အများတန်းငွေကြေးချက်တဲ့ကြုံနေရတယ်။နောက်အကျွင်းလုံးထဲမှာနှက်နေရတယ်ဆိုတော့ဒါပြောရတယ်ပေါ့။တစ်ဖက်မှာတော့ TY လုပ်ငန်းရှင်တွေ investor တွေကြတော့ financial freedom ဖြစ်တယ်ပို့ပို့ပြီးချမ်းသာလာတယ်။စသဖြင့်ကျွန်တော်တို့ပြောကြတာ။အဲ့တော့ကျွန်တော်ဒီမှာအောက်ခြေလူတန်းစားတွေ middle class လူလက်တန်းစားတွေဘာကြောင့်ငွေကြေးအချက်တဲ့အများကြုံနေတာလဲ။ဘာကြောင့်အကျွင်းလုံးနှက်နေတာလဲ။ ချမ်းသာတဲ့သူတွေ investor တွေလုပ်ငန်းရှင်တွေကဘာကြောင့်ပုံပုံချမ်းသာပြောဝလာကြတာလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စဉ်းစားရရှိပါတယ်အဲ့တော့ကျွန်တော်တို့ အခြေခံနေနဲ့ပြန်ပြီးစဉ်းစားကြည့်ရင်တောက်ချေလူတန်းစားတွေပေါ့နော်ငွေကြီးချိုးတဲ့သူတွေငွေကြီးအသိပညာနေတဲ့သူတွေနော်လူတန်းစားတွေကြတော့သူတို့ဝင်ငွေတစ်ခုရလာပြီဆိုလို့ရှိရင်မလုပ်လို့ဆိုသူရဲ့အတုံးစိတ်တည်းဝင်သွားဝင်ငွေတစ်ခုရတယ်လစာတစ်ခုရတယ်ဆိုရင်ကိုယ့်ရဲ့အိမ်သုံးစိတ်ရှိမယ်စားဝတ်နဲ့ရေးအတွက်ကျွန်တော်တို့စားတာအတွက်ရှိမယ်ဝတ်တာအတွက်ရှိမယ်နေတာအတွက်ရှိမယ်စားတဲ့ဖြင့်ဒီအခြေခံအတုံးစိတ်တည်းပဲရောက်သွားတယ်ဝင်ငွေကလည်းနေပါတဲ့ခါကျဒီအတုံးစိတ်နဲ့ကုန်တယ်ပေါ့နော်ကျန်တာကျွန်တော်တို့စုဆောင်ရင်းနှီးမြှုပ်နှံတာမလုပ်နိုင်ဘူးအဲ့ဒီ expand နဲ့ပြတ်သွားတယ် middle class တွေကျတော့ဝင်ငွေပိုကောင်းတယ်ဝင်ငွေပိုချနိုင်တယ် ါပေမဲ့သူရဲ့ပြဿနာဘာဖြစ်လဲဆိုတော့ expert နဲ့တွားတာရှိတယ်နောက်တစ်ခုကတော့ဒီ liabilities လို့ခေါ်တဲ့ pay and down ပေါ့နော်ဒီဘက်ထက်ကိုတွားတာရှိတယ် liability ဆိုတော့အဓိကတော့ pay and down လေးပေါ့နော်ဟိုမှာကိုကအိမ်တလုံးဝယ်ထားတယ်ဟိုမှာထားပါတော့ဘန်းတွေဆို home loan နဲ့ချီပြီးတော့ဝယ်တယ်ဆိုတော့ကျွန်တော်လာစင်ပြန်ဆက်ရတာလည်းရှိတယ်မကားဆိုလည်း တူတူပဲကျွန်တော်တို့အစ်ကြာနဲ့ instrument နဲ့ဝယ်တယ်ဒီတော့ကိုကျွန်တော်တို့ပေးကြရတဲ့ရှိဒီနောက်ပိုင်းဆို mobile phone တွေ handset တွေအမျိုးမျိုးကျွန်တော်တို့သုံးလာကြရတယ်အမှန်တော့နောက်ဆုံးပေါ်တွေကျွန်တော်တို့ update ထားပါတော့ iPhone update version တွေထွက်တယ်ကိုကလိုချင်လို့ဆိုပြီး live ဝယ်တယ်အဲ့တော့ကို live လိုက်ပြီးတော့ကျွန်တော်တို့ဒီလုံးလေးကိုပြန်ပြီးတော့ပေးရတာလည်းရှိတယ်ပေါ့နော်ဒီလို liability တဲကိုရောက်တဲ့အခါကျတော့ဒီဘက်မှာကျွန်တော်တို့က saving တော့ investment တွေကိုမရောက်တော့ဘူးပေါ့လေသူတို့ဒီလိုပုံစံနဲ့သွားကြတယ်ကိုရဲ့ဝင်ငွေတစ်ခုရလာတယ်သုံးရင်းနဲ့ပေးစရာရှိတာပေးရင်းနဲ့ပဲကိုရဲ့ဝင်ငွေကဒီမှာနေကုန်နေတယ်ပေါ့ investment တွေမရောက်လိုက်ရရတော့တော့နဲ့ကြွပြေးလမ်း ထဲမှာပဲရှိတယ်ဆိုတော့ဒါကိုကျွန်တော်တို့ဆိုရတာဖြစ်ပါတယ်နောက်နှမျိုးကတော့ဘာလဲဆိုရင် business person နဲ့ investor သူတို့ကြတော့ဝင်ငွေရလာတယ်ရလာတဲ့ဝင်ငွေသူတို့ကဘာလုပ်လဲဆိုရင်အရင်ဆုံး assets တွေကိုထည့်လိုက်တယ် assets ဆိုတော့တမူရှိပိုင်ဆိုင်မှုပေါ့လေကိုယ့်ကိုငွေရှာပေးမဲ့တမူရှိပိုင်ဆိုင်မှုတွေပေါ့ထားပါတော့ကျွန်တော်တို့က HMB မှာပဲရင်းနှီးမြှုပ်နှံမြှုပ်နှံ stock မှာပဲရင်းနှီးမြှုပ်နှံမြှုပ်နှံပေါ့လေသူကအင်တာနက်မှာရင်းနှီးမြှုပ်နှံတယ်ဆိုတော့အိမ်တလုံးဝယ်လိုက်တယ်သူကဒီအိမ်တလုံးသူကငှားရတယ်ငှားရဆိုရင်ဒီကနေပြီးတော့လာစဉ်သူကအိမ်ငှားကနေပြန်ရမှာဝင်ငွေပြန်ရမှာဒါမှမဟုတ်လေသူကအကျိုးမဲ့တစ်ခုရလို့ capital gain အနေနဲ့ကျွန်တော်တို့ကထုတ်ရောင်းလိုက်တယ်ရောင်းပြီးတော့ဒီကနေပြီးအကျိုး မျိုးတစ်ခုပြန်ရတယ်ဒီလိုမျိုးသူကသွားနေတယ်သူ့မှာလည်းပြည်ရန်ရှိတို့အသုံးစေးတော့ရှိဒါပေမဲ့ तू က SS ကိုအရင်ထည့်ဖို့သူ့ရဲ့ဦးစားပေးဖြစ်ပါတယ် तू ကခုနရလာတဲ့ဝင်ငွေ SS ထဲကိုထည့်တယ်အဲ SS ကနေပြီးတော့ passive income တွေပါလို့ပြန်ပြီးဝယ်နေရလာတဲ့ income ကိုနောက်ထပ်နောက်ထပ် SS တွေဖန်တီးပြီးတော့နောက်ထပ်နောက်ထပ် income တွေ तू ကဖန်တီးတယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ချမ်းသာကြွယ်ဝတဲ့သူအဓိကအဖြစ်တော့ဦးကြီးတိပညာကြွယ်ဝတဲ့သူတွေပေါ့နော်သူတို့ကပို့ပြီးတော့ကြွယ်ဝပြီးကြွယ်ဝလာတယ်ပို့ပြီးချမ်းသာပြီးချမ်းသာလာတယ်လို့ဆိုတာဖြစ်ပါတယ်ဆိုတော့အရေးကြီးပါတယ် financial freedom ဖြစ်ဖို့ငွေကြေးကြွယ်ဝချမ်းသာဖို့ဆို လို့ရှိရင်တော့ကိုပိုင်စီးပွားရေးပဲလှုပ်လို့ investment ပဲလှုပ်လို့အဓိကဖြစ်တော့ကိုယ့်ရဲ့ဝင်ငွေကနေပြီးတော့တစ်ဆင့်တန်ဖိုးရှိတဲ့ asset တွေဖြန့်တီးပြီးတော့ပို့ပြီးတော့ကျယ်ဝတဲ့အခြေအနေဖြန့်တီးနိုင်တာဖြစ်ပါတယ်ကိုပိုင်စီးပွားရေးလှုပ်တယ်ဆိုရင်ကိုပိုင်စီးပွားရေးဆိုတော့လူတိုင်းအောင်မြင်ချင်မှအောင်မြင်မှာပေါ့လုပ်ငန်းစလုပ်တဲ့ startup တရားမှာ90ရာခိုင်နှုန်းလောက်ကကျရှုံးပြီးတော့100ခိုင်နှုန်းလောက်ပဲအောင်မြင်တယ်ဆိုပြီးတော့သူ့ဒေသတွေကဆိုလဲပေါ့နော်အဲ့တော့ကိုတိုင်းစီးပွားရေးမလှုပ်ဖြစ်ဘူးလှုပ်ဖို့အခက်အခဲရှိတယ်ဆိုရင် investment လုပ်လို့ရတယ်ကိုကျွမ်းကျင်တဲ့အခွင့်အလမ်းလက်လန်းမိတဲ့ investment တွေ assets တွေရှင်းနေပါမယ် ရပါတယ်ဒါကတော့လူလက်တန်းသားတွေဘာကြောင့်ငွေကြေးကျက်တဲ့အမြဲကြုံနေရတာလဲဒါကိုကျွန်တော်တို့ဘယ်လိုမျိုးကျော်လွှားလို့ရအောင်လဲဆိုတာကိုပြပြပေးတော့တာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်